Thank <music> you. အင်အားကြီးတဲ့ရှင်သင်မင်းဒီဗီဒီယိုဖိုင်လေးကတော့အာရီနိုဆိုတဲ့အဆိုတော်တယောက်ဟာပရိသတ်များကို စင်ပေါ်ကနေတချင်းဖြော်ပြနေရင်းနဲ့ရှုပ်ပွဲလုပ်နေရင်းနဲ့အမှတ်မထင်ပေါ့လဲကျတည်ဆုံးသွားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အားလုံးကလည်းဒီဗီဒီယိုဖိုင်လေးကိုမြင်တော့စိတ်မကောင်းဖြစ်ကြရတယ်ပေါ့နော်သင်မင်းဆိုတာအမတန်မှကိုအင်အားကြီးလုံးပါတယ် လောက်ထိအင်အားကြီးလဲလို့ဆိုရင်လူနတ်ပြမတတဝါတို့သူငါမကျွင်းရှင်တည်မင်းကိုရှင်မြင်းယထာစစ်တီများနဲ့လေးဓာလန်ကင်မတိုက်နိုင်ရှင်တဲ့လူတွေရောနတ်တွေရောပြမာတွေရောဒီတည်မင်းဆိုတာကြီးကိုစင်တွေမြင်းတွေလှေးတွေလှန်တွေဓာတွေနဲ့တိုက်ယူလို့မရဘူးတဲ့အချိန်တိုင်းရင်တည်မင်းကတော့ခေါ်มาပဲတဲ့ ကနိုင်သေးလာဟေမဝါနဲ့ရင်မာကောင်းကင်အောက်မြေပြင်၌ပုံဝင်နေထိုင်မလွတ်နိုင်ဘူးတဲ့တင်မင်းကိုကြောက်လို့ခြေထဲမှာပဲပုံပုံမြေထဲမှာပဲပုံပုံကောင်းကင်မှာပဲပုံပုံလိုင်ကောင်းတွေထဲမှာပဲပုံပုံဘယ်မှာပုံပုံအချိန်တန်ရင်တင်မင်းကတော့ခေါ်မှာပဲမလွတ်နိုင်ဘူးတဲ့ကိုပိုင်ရှိထားရတနာများနဲ့ဝတ်စားတန်စာစုပုံကလည်းဥစ္စာတစိုးလက်ဆောင်ထိုးလဲ လို့ရိုးပဲခါရှိနိုင်ပါလေတဲ့ကိုပိုင်ဆိုင်ထားတဲ့လက်ဝလက်စားတွေရွှေငွေရတနာကြောက်တံပရများတွေ ਨੇ မသေးအောင်ဥစ္စာတစိုးလက်ဆောင်ထိုးလဲပဲလို့ရိုးပဲခါမရှိပါဘူးတဲ့တေးချိန်တန်ရင်တေးကြရမှာပဲတဲ့စရာပြာတိအိုနာဖြစ်ရဲ့နွားရည်ညိုးရော်တင်မင်းခေါ်ကကျင်ပေါ်တက်ထားသမီးသားနဲ့နှစ်ပါးမိပကဲနိုင်ကြဘူးတဲ့ ိုလာပြီးနာလာပြီးတရားတော့မယ်ဆိုရင်ကျင်ပေါ်တက်ထားဇနီးမယားနဲ့နှစ်ပါးမိပါကလည်းမကယ်နိုင်ဘူးတဲ့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့သားတွေသမီးတွေကျင်ပေါ်တွေတက်ထားတွေမိပါတွေရွှေမျိုးတွေပေါင်းတင်တွေဘယ်သူမှမကယ်နိုင်ဘူးတင်မင်းခေါ်ရနောက်ကိုလိုက်ကြရတယ်တဲ့ ိယတရဝါသင်္ခါရတို့အာယုံဝတ္ထုတခုခုတို့တခုတော်မြမယူနိုင်ပဲချစ်တမြတို့ထားခဲ့ပေ၏တဲ့ကိုယမ်းချစ်ပါれကိုယမ်းခင်ပါれကိုယမ်းတွေ့တာပါれဆိုတဲ့အရာတွေဝါသနာတွေအကုန်လုံးကိုထားခဲ့ရတယ်ကိုချစ်တဲ့လူတွေကိုလည်းအကုန်လုံးထားခဲ့ရတယ်ကိုချစ်တဲ့စီးစိမ်တွေကိုလည်းအကုန်လုံးထားခဲ့ရတယ်အဲ့တော့တခုလေးရောယူသွားခြင်းပါれဘာမှယူသွားလို့မရဘူးအကုန်လုံးဟာထားခဲ့ရတာဖြစ်ပါတယ် ဒါကြောင့်မို့တဲ့သွားလေရာနောက်တက်မပြောက်ခင်မျက်မှောင်မျောကိုနောင်အကျိုးနဲ့ကောင်းဆိုးမူလံပြုစီမံဒီကိုကံတီတာကိုနောက်ပါသည်ပမာအယိတ်ပုံလုံးသည်တဲ့ကိုနောက်ကိုပါမဆိုလို့ကိုပြူထားတဲ့ကောင်းကံမကောင်းကံကုသိုလ်ကံအကုသိုလ်ကံဒီကံတွေကဒါလေးကိုနောက်ကိုပါမဖြစ်ပါတယ်လူဘဝမှာရှိစဉ်အသက်ရှင်စဉ်အချိန်လေးမှာ ောင်းတာတွေအများကြီးလှုပ်ထားမယ်ဆိုရင်တင်မင်းခေါ်တဲ့နောက်ကိုရဲရဲကြီးလိုက်သွားလို့ရတာပေါ့ကို့မှာကောင်းတာတွေအားနေနေရတဲ့ဆိုရင်မလို့ဖြစ်သေးဘူးဆိုရင်မလို့အားသေးဘူးဆိုရင်တော့တင်မင်းခေါ်လာရင်အစင်းသိမဖြစ်ဘဲနဲ့အရန်ကိုကြောက်စရာကောင်းနေပါလိမ့်မယ်အကြောင်းမို့မသေးခင် အချိန်လေးမှာကို့နောက်ကိုပါမယ့်ကောင်းကံတွေကိုတော့မြန်မြန်ပြုထားတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲ ကိုစိတ်နှပါချမ်းမာချမ်းသာတော်မူကြပါစေဦးစင်းလေးဟိုအဒီနိုတီရနာပတ်သက်ပြီးတော့သင်္ကန်းသာနှစ်ခုရတစ်ခုကနံပါတ်1ကတငယ်ချင်းဆိုတဲ့သင်္ကန်းသာရယ်နံပါတ်2ကတေချင်းတရားဆိုတဲ့သင်္ကန်းသာရယ်ပေါ့ဖိဖို့မှာပါဘေမွေးအမေရေးတာကိုစောင့်ဖတ်တဲ့အခါမှာနော်သူတို့နဲ့ကငယ်တကယ်ချင်းနေမှသိတာရတယ်ပေါ့သူကတရှင်းမဆိုတာသူ့ရဲ့ယောဂအကြောင်းနားထားတာလေးငါးနှစ်ရှိပြီ သူ့ရဲ့တငယ်ချင်းအမတ်ရကိုသူကစိုးပေးတာနော်ဥဒုနတငယ်ချင်းဆိုတဲ့တကလုံးကိုဥဒုနပါဠိမှာသူလို့ရှိရင်တဟာယလို့ခေါ်တယ်အဲ့ဒီတဟာယဆိုတဲ့တကလုံးကလည်းတာတပုတ်ဟာနီတပုတ်အယဆိုတဲ့တပုတ်ပေါ့တဟာဆိုတော့အတူတကောကဟာနီဆိုတာဆက်ရုပ်တာကြာရှုံးတာပေါ့ဝယအယဆိုတဲ့ဟိုဒီကကျတော့တိုးတက်တာအောင်မြင်တာပေါ့ပြောချင်တာကတငယ်ချင်းဆိုတာကကျတော့ ချာရှုံးတဲ့အချိန်နဲ့အတူတူရှိကြမယ်။ကိုတိုးတက်အောင်မြင်နေတဲ့အချိန်နဲ့အတူတူရှိရမယ်ဆိုတဲ့တကလုံးကိုပြောတာဖြစ်ပါတယ်နော်။အဲ့ဒါမှာတငယ်ချင်းအစ်တို့ခေါ်တာဖြစ်ပါတယ်။နောက်နံပါတ်1တင်ကားတာကတေချင်းတရား။တေချင်းတရားကအရွယ်သုံးပါးကိုအရွယ်ကုန်ခေါ်တာပဲနော်။ဘယ်နေ့မှတေးမှာလဲဘယ်အချိန်မှတေးမှာလဲဘယ်နေရာမှတေးမှာလဲတေးပြီးငယ်ဘယ်ကိုသွားမှာလဲဘာမှမသိဘူး။ ဒါကြောင့်ကိုယ့်ရဲ့နှလုံးသားမှာတည်တင်းတရားကိုအမြဲတမ်းနှလုံးတွင်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ဆိုတဲ့တရားဘာဝနာတွေသိဖြန့်ဖို့ဆိုတဲ့သင်ခန်းစာရတာပေါ့။တခါတုန်းကတက္ကမလေးတယောက်ကမသက်ပြားကဘဲကလာတာလေမသိပါဗျာ။ဘဲကိုသွားမှလည်းမသိပါဗျာ။တကယ်မသိတာလား။သိပါတယ်ဗျာတဲ့။ပြီးတာ။နော်ဘဲကလာလာလဲဆိုတာကိုကဘဲဘွားကလာလာလဲဆိုတာဖြေတာအဲ့ဒါကိုမသိပြတာ။ နော်ဘယ်ကိုသွားမှလဲသူဖြေတဲ့ခါမတည်ဘူးဆိုတာကကြတော့ဒီဘွားကတည်ရင်ဘယ်ပုံကိုရောက်မှလဲတကယ်မတည်တာလားဆိုတာကကြတော့မင်းတည်ဖို့ကိုမတည်တာလားမိတာတည်ပါလေဖျားဖြေတာနော်သံပေါ်လက်တင်နေပေါ့တင်ကြတဲ့နမိတ်နဲ့မိတယ်တင်ကြတဲ့နမိတ်နဲ့ဖြေတယ်ပေါ့အဲ့ဒါဖျားနဲ့အဲ့ဒီရကန်းရကန်းနဲ့မလေးနှစ်ယောက်တည်တာကျန်တဲ့ပုံကိုမတည်ဘူးအားလေအဲ့ဒီကလေးမကိုပြောတာပေါ့လူကြီးတွေက အာဒီကလေးမှဖះကိုကလန်ကနလုံးနေတယ်ဗာညာပေါ့အမှန်ကပြည့်ရနဲ့မိတာပြည့်ရနဲ့ဖြီးတာဘယ်ကလာတာလဲဘယ်ကိုသွားမှာလဲတကယ်မသိတာလားမသိဘူးမသိဘူးသိတယ်နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှင်တည်ခြင်းတရားကိုအဖန်ဖန်နှလုံးသွင်းထားလို့ပါသုံးနှစ်သုံးမှုတော့ तू ကဒီမရတနာသတိပါဝနာကိုသိဖြန်းရတာဖြစ်ပါတယ်နော်အဲ့ဒါကြောင့် तू ကဖះမိတာကိုဖြေနိုင်တာဖြစ်ပါတယ်